မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကရင်ပြည်နယ်မြပါရီခလာရ205တပ်စခန်းကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ကိုဝင်မရဘဲဖြစ်နေပြီးတော့မြပါရီတရားအမှတ်နှစ်အနီးမှာပိတ်မိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြပါရီမှာနောက်ဆုံးကြံနေတဲ့ခမာရ205ကို KN အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကဥဆောင်ပြီးတော့ KN အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ PDF တို့ကဒီကနေ့မနက်အစောပိုင်းမှာတိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခမာယာ295ကစစ်ကောင်စီတပ်သားတွေဟာညာကလေးကတပ်စခန်းကိုစွန့်ခွာသွားပြီးတော့မြောက်ဝတီဒရာအမှတ်2မှာတွားရောက်ပုန်းရှောင်လျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေထဲမှာတပ်မ44တပ်မမှုဘုံမှုချုပ်စုံမင်းထက်ပါဝင်တယ်လို့စုံစမ်းသိရှိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေအနေနဲ့ထိုင်းနိုင်ငံကိုတွားရောက်ခိုးလုံဖို့အတွက်စီစဉ်လျက်ရှိတော်လဲအခု အချိန်ထိတွားရောက်နိုင်ခြင်းမရှိဘဲနဲ့ပိတ်မိနေတယ်လို့ KNU ကအသိပေးထားပါတယ်စစ်ကောင်စီတပ်တွေကပြည်သူလူထုကိုရန်တမ်းပစ်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူလူထုတွေအနေနဲ့မြန်မာပြည်မျိုးဒရာမတ်နှစ်အနီးတဝိုက်ကိုတွားရောက်ခြင်းမပြုကြဖို့ကိုသတိပေးထုတ်ပြန်ထားတယ်လို့သိရပါဗျာ။မြန်မာပြည်မျိုးမှာရှိတဲ့တပ်စခန်းတွေအားလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေအနေနဲ့ အရသာပြည်သူတွေနေထိုင်ရာဒေသတွေအတွင်းကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေအချိန်မရွေးပြုလုပ်လာနိုင်တယ်လို့ KNU ကသတိပေးထားပါတယ်။ဒါ့အပြင်ပြည်သူလူထုတွေအနေနဲ့သတိနဲ့ဘေးကင်းလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့ကိုလည်းတိုက်တွန်းထားတယ်လို့သိရပါတယ်။ထွက်ပြေးသွားတဲ့စစ်သားတွေဟာအမှတ်နှစ်ချစ်ကြည်ရေးဒရာအဆောက်အဦအတွင်းမှာရှိပြီးတော့ခိုင်းနိုင်ငံမဲဆောက်မြို့ကနေတဆင့်လေရင်နဲ့ထွက်ခွာဖို့အတွက်စောင့်ဆိုင်နေခြင်းဖြစ်နိုင်တယ်လို့မြောက်ရီမြို့ကန်တွေကသုံးသပ်ကြပါတယ်။စစ်ကောင်စီတပ်သားတချို့ဟာတနက်တွေကိုကင်ဆောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ သူတို့ကလက်နက်တွေနဲ့ပြန်ဆုတ်လာတာသူတို့အတွက်လုံခြုံမယ်ထင်တဲ့နေရာပေါ့တရားထိတ်မှနေနေတယ်အဲ့ဒီကနေပြန်ဆုတ်ဖို့အတွက်အမင်းဆောင်နေတာထင်တယ်လို့မြောက်ပြည်မြို့မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ် BGF နဲ့နှိစက်တဲ့သူတို့ကသတင်းပေးပို့လာပါတယ်လက်ရှိမှာမြောက်ပြည်မြို့တွင်းမှာ BGF ရဲဘော်တွေကလုံခြုံရေးယူထားတယ်လို့သိရပါတယ်ဘုံမူးချုပ်စောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့ဟာအာနာသိန်းစစ်ကောင်စီရဲ့လက်အောက်ခံအဖြစ်ကနေခွဲထွက်ပြီးတော့ တရားရည်တော်မှာဖြစ်တဲ့အကြောင်းကိုပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကတရားဝင်ထုတ်ပြန်ပြောဆိုထားပြီးတော့ကရင်နယ်ခြားစောက်တပ်တပ်ဖွဲ့ဝင်အားလုံးဟာကရင်အမျိုးသားတပ်မတော်ကရင် National Army KNA အဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ပြောဆိုထားပါတယ်။ AP လ9ရက်နေ့ကမြောက်ပိုင်းမြို့အဝင်မှာရှိတဲ့ခမရ295တရင်ကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့ပြီးတော့နှစ်ရက်မြောက်နေ့မှာ AP လ10ရက်နေ့မှာတိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီနှစ်ရက်တာတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းကနေပြီးတော့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်စိမ့်လက်မြိုင်ကားဝင်းအတွင်းမှာရှိတဲ့ကားဂိတ်တချို့နဲ့ရက်ွက်ချောင်းမှာရှိတဲ့ဂိုဒေါင်တွေမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီကနေ့မနက်10:00နာရီကမှ KNL ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ခဲ့တဲ့ခမာယာ295နေရာကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့ပေါင်900ဘုံကျဲချခဲ့တယ်လို့သိရပါတယ်ဘူရာဘောတို့အဖွဲ့ကတော့ဒီအချိန်မရှိတော့ဘူးပစ္စည်းတွေတိမ်းပြီးတော့ဆုတ်သွားပြီလို့မြောက်ရီမြို့ကန်တို့ကပြောပါတယ် BGF ရဲဘော်တွေကလည်းအဲ့ဒီနေရာမှာမရှိချောင်းကိုလည်း၎င်းကဆက်ပြောပါတယ် ဒီကနေ့မနက်ပိုင်းမှာမြောက်ရီမြို့ပေါ်မှာပုံမှန်နှီးပါလက်ပတ်သွာလာနေပြီးတော့ဒေသခံပြည်သူတွေဟာလည်းပုံမှန်သွာလာနေတာကိုမြင်တွေ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်ဇီးပြူကုန်းစခန်းကနေကင်းပတ်ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဘုံနဂါအဖွဲ့ရဲ့ရှေ့ပြေးကင်းတို့ထိတွေ့မှုဖြစ်ပွားခဲ့ပြီးတော့စစ်သားတအုပ်တိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ AP လ10ရက်နေ့မွန်လွယ်12နာရီခွဲအချိန်ကတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ G3 တနတ်တလက်ကြီပေါင်းနှစ်ခုခဲရန်တချို့ဖုန်းတစ်လုံးနဲ့ icon တစ်လုံးတို့ကိုတင်းစီရမိခဲ့တယ်လို့ BNRA ဘုံနဂါအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ကင်းပတ်စစ်ကောင်စီအင်အားကတက်စိတ်ဒစိတ်လောက်ပါပဲလက်နက်ပေးလိုက်ရတဲ့နောက်မှာတော့တက်ခွဲတက်ခွဲစာလောက်ထတ်တိုးအင်အားနဲ့အလောင်းကောက်ဖို့ကြိုးစားခဲ့ပေမဲ့မကောက်နိုင်ခဲ့ပါဘူးထိတွေ့ခြင်းကနိုင်ဝက်လောက်ဖြစ်ပြီးတော့မီတာ90အတွင်းမှာဖြစ်တာပါထိခိုက်မှုကိုအတည်ပြုနိုင်တာကတော့စစ်သားတအူးတေဆုံးတာကိုပဲအတည်ပြုနိုင်ပါတယ်လို့ BNRA ဗဟိုသတင်းနဲ့ပြန်ကြားရေးအဖွဲ့ကတာဝန်ခံကပြောဆိုခဲ့ပါတယ်တေဆုံးခဲ့တဲ့စစ်သားရဲ့အမိဟာစိန်တန်းအောင်ဖြစ်ပြီးတော့၎င်းရဲ့နေရက်ဟာရခိုင်ပြည်နယ်မောင်တော်မြို့နယ်တက်ချောင်းရွာကဖြစ်တယ်လို့ BNRA ကဆိုပါတယ် တချို့ကလည်းဂျီယူကုန်းမှမနေခြင်းလို့ထွက်ပြေးလာတဲ့သူတွေရှိတယ်။တချို့ကလည်းစစ်တပ်ကခိုင်းတာအကုန်လုပေးပြီးတော့ပြည်သူတွေကိုနှိပ်စက်နေတာတွေရှိနေသေးတယ်လို့ပလဲဒေသခံတဦးကပြောဆိုခဲ့ပါတယ်။တည်ဆုံးသွားတဲ့စစ်ကောင်စီတပ်သားရဲ့ရုံအလောင်းကိုကောင်းမွန်စွာမြုပ်နှံပေးခဲ့တယ်လို့ BNI ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်မှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးနှယုံကိုတရက်ထဲမှာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ10ရက်နေ့မနက်ပိုင်းကမန္တလေးမြို့ အောင်မြေတာဇံမြို့နယ်88လမ်း23လမ်းနဲ့24လမ်းကြားမှာရှိတဲ့သရီမာလာအရှိရက်ကွက်ရုံနဲ့နေလေပိုင်းမှာချမ်းမြသာစီမြို့နယ်စကိုင်းလမ်းခွဲဥပွားဂုံးကျော်အရှိတ်လမ်းအစင်းထိပ်မှာရှိတဲ့ချမ်းမြသာစီတောင်ရက်ကွက်ရုံတို့မှာပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့မြို့ကန်တွေကပြောပါရတယ်။သရီမာလာအရှိတ်အုတ်ချုပ်ရည်မှုရုံအနီးမှာရပ်ထားတဲ့အုတ်ကြီးငမျိုးရဲ့ကားကိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အုတ်ကြီးငမျိုးဆိုသူကားပေါ်အတက်မှာဖောက်ခွဲခဲ့တော့လေ အုတ်ကြီးဟာကားပေါ်ကိုမရောက်သေးဘဲဖုန်းပြောနေတဲ့အတွက်ကြောင့်လူကုန်မထိခဲ့ဘူးလို့ Voice of Mandalay ကဖော်ပြထားပါတယ်။ဒါအပြင်နေ့လယ်ပိုင်းမှာချမ်းမြသာစီတောင်ရက်ကွက်ယုံပောက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ဒေသခံတအူးကနေ့လယ်နှစ်ချက်ကွဲလောက်မှာအုံသံကြားလိုက်ပါတယ်လို့အတည်ပြုထားပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ အဲ့ဒီရုံးတွေမှာရှိတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေဟာပြည်သူတွေကိုငွေညှစ်လေရှိတဲ့အတွက်ကြောင့်ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့အောင်စီတော် ASG မန္တလေးကအသိပေးထားပါတယ်အဓိကပြစ်မှတ်ကအထူးတိုင်ကြားခြင်းခံထားရတဲ့အုပ်ကြီးတွေပဲဖြစ်ပါတယ်အခုဖောက်ခွဲမှုဟာအဲ့ဒီအုပ်ချုပ်ရေးမှုတွေရဲ့အုံမှုတွေကိုအဓိကထားပြီးတော့တိုက်ခိုက်ခြင်းဖြစ်ပါတယ်ဖောက်ခွဲတဲ့နေရာနဲ့မနီမွေးမှာသူတို့တွေရှိနေကြပါတယ်အဓိကအကြောင်းရင်းကတော့လက်နက်တွေရဲ့လိုအပ်ချက်ကြောင့်သာသူတို့တွေကန်ကောင်းခဲ့တာပြည်သူတွေစီကနေပြီးတော့နေရာတစ်ခုချင်းလူတစ်ယောက်ချင်းရဲ့အချက်လက်တွေကိုအတိအကျပေးပို့ထားကြပါတယ် ရှေ့လျှောက်ပြီးတော့စီရေးပြတ်မှတ်တွေကိုဆက်လက်ရှင်းလင်းဖောက်ခွဲသွားမှာဖြစ်တယ်လို့အောင်စီတော် ASD မန္တလေးရဲ့တာဝန်ရှိသူကပြောကြားထားပါတယ်။အားနည်းလာတဲ့စိတ်ကောင်းစီကမြို့ပေါ်မှာပြူစောတီတွေကိုအယောင်ပြပြီးတော့ထိမ့်ချုပ်ထားတဲ့အောင်ပြုတ်လုံနေတယ်လို့သိရပါတယ်။အုတ်ချုပ်ရေးမှုများနဲ့နောက်လိုက်တွေကပြည်သူတွေကိုလက်နက်ပြချင်းချောက်ငွေညှစ်နေကြောင်းကိုအောင်စီတော် ASD မန္တလေးကပြောဆိုခဲ့ပါတယ်။၎င်းစစ်စင်ရေးကိုအောင်စီတော် ASD မန္တလေးနဲ့ STF မန္တလေးရဲဘော်တွေကဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့62လမ်းမှာရှိတဲ့ပြည်ကြီးတကောင်အစစ်မြင့်ရဲစခန်းကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ17ရက်နေ့မနက်9:00အချိန်ကမန္တလေးမြို့62လမ်းမှာရှိတဲ့ပြည်ကြီးတကောင်အစစ်မြင့်ရဲစခန်းကိုမန္တလေး KI တရင်6က40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ရဲစခန်းဝင်းအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနက်9:00ဝန်းကျင်ကန်းက မန္တလေး62လမ်းမှာရှိတဲ့အဆင့်မြင့်ရဲစခန်းကိုကျွန်တော်တို့တပ်ဖွဲ့ကနေပြီးတော့40မမနဲ့ပြစ်ခတ်ခဲ့ပါတယ်လို့မန္တလေးခရိုင်တရင်6ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တော်လဲမြေပြင်အခြေအနေကိုအတိမပြုနိုင်သေးကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမြို့စီးပွားရေးတပ်ကတော်မှတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးတွေနဲ့တနအီကြောင်ပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က3ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ17ရက်နေ့မနက်9:00နာရီခွဲအချိန်ကမုံရွာမြို့နယ်အတွင်းမှာရှိတဲ့စီးပွားရေးတပ်ကတော်ကျောင်းဝင်းထဲမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးပူပေါင်းအင်အား200ခန့်ကိုတော်လိုင်းရဲတပ်ဖွဲ့တွေက60မမ80မမ120မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းလက်နက်ငယ်စက်ကလေး60မမ40မမတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ရာထိတွေ့တိုက်ပွဲတနအီကကြာမြင့်ခဲ့တယ်လို့သိရပါတယ်ထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီး၃ဦးတိုက်ဆုံခဲ့ပြီးတော့၅ဦးထိခိုက်ဒဏ်ရာရရှိကာ တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကထိခိုက်မှုတစုံတရာမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို4 July 16ဆက်စင်ရဲ့အဖြစ်နဲ့ Snipe Rangers Force ကပါဝင်တိုက်ခိုက်ခဲ့ပြီးတော့ဒေါင်းပြောက်ကြားတပ်မုံရွာခရိုင်တရဲ29 GOS တပ်ဖွဲ့တို့နဲ့မဟာမိတ်တပ်ဖွဲ့၃ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်အရှိကုန်းရွာထိပ်ဘျူဟာလမ်းပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားပြူစောထီးများ စီးနေလိုက်ပါလာတဲ့ကားတစ်စီးကိုခြုံခိုပြစ်ခတ်တိုက်ခတ်ရာစစ်သား၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့ညနေ6:00နာရီအချိန်ကဂျိုးပင်ကောင်းမြို့နယ်ဘော်ပင်ဘက်ကနေပြီးတော့ကွင်းချောင်းရွာဘက်ကိုအကြမ်းဖက်စစ်သားနဲ့ပြူစောတိအင်အား30ကျော်ပါတဲ့ကားတစ်စီးကိုအရှိကုန်းရွာထိပ်ဘျူဟာလမ်းပေါ်အရောက်မှာခြုံခိုတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်းစီတပ်သား၂ဦးသေဆုံးပြီး၃ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ M4 နဲ့ပြစ်တာကားပေါ်ကနှစ်ကောင်ကျသွားတယ်။တေတာနဲ့ဒဏ်ရာရတဲ့သူတွေများနိုင်တယ် သူတို့ကိုပစ်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေပြန်ဆုတ်လာတာပါ။ကွင်းချောင်းရွာဖုန်ကြီးချောင်းမှာရွာသားတွေကိုဖမ်းထားတယ်။တိုက်ခိုက်ခံရပြီးတော့ဒေသခံတွေကိုဖုန်ကြီးချောင်းမှာအကုန်ခေါ်လိုက်တယ်။တရင်မသိရအောင်လုပ်တာပေါ့လို့တာယာဝရီခိုင်တိုင်ရင်383ညနဲ့တိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတိုင်ရင်383ညနဲ့တက်ခွဲတဲ့ Dragon Brothers GBK PDF ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးရဲဘော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တရင်ကတော့ဘကိုးတိုင်းတောင်ငူမြို့16ရပ်ကွက်မှာစစ်မှုထမ်းဖို့အတွက်ဆေလွတ်ခံရတဲ့အသက်25နှစ်အရွယ်ကိုအေးချန်းဆိုသူဟာကျိုးဆွဲချပြီးတေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ၈ရက်နေ့မှာတောင်ငူမြို့16ရပ်ကွက်ဇေးလမ်းမှာနေထိုင်တဲ့အသက်25နှစ်အရွယ်ကိုအေးချန်းကိုအုတ်ချုပ်ရေးမှုကစစ်တင်တန်းတက်ရောက်ဖို့အတွက်နေအိမ်မှာတွားရောက်ပြောဆိုပြီးတဲ့နောက်မှာည7:00နာရီအချိန်ကမှကိုအေးချန်းကနေအိမ်အတွင်းမှာကျိုးဆွဲချပြီးတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။တောင်ငူမြို့16ရပ်ကွက်ဇေးလမ်းမှာနေတဲ့ကိုအေးချန်းကို အုတ်ချုပ်ရည်မှုကစစ်တင်တဲ့တက်ရောက်အောင်မယ်ဆိုပြီးတော့နေအိမ်မှာသွားပြောပြီးတဲ့နောက်ညာဘက်မှာကျိုးဆွဲချပြီးတက်တည်သွားတယ်လို့သိရတယ်။ကိုအေးချမ်းမာက၄နှစ်အောက်ကလေး၂ယောက်ကြံခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။တောင်ကုန်မြို့ပေါ်မှာအုတ်ချုပ်ရည်မှုတွေကစစ်ကောင်စီအလိုကြားစစ်မှုထမ်းဥပဒေနဲ့လူစုဆောင်ခြင်းများပြုလုပ်နေပြီးတော့အဲ့ဒီ16ရက်ကွက်မှာကိုအေးချမ်းအပါဝင်အကြံဖတ်စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်တင်တန်းကိုတက်ရောက်ဖို့အတွက်၄ဦးစီရင်ပေးခြင်းခံထားရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အခြေစားအမှတ်၁၁ချင်းမြန်တပ်မဌာနချုပ်လက်အောက်ခံခလာရ235ကစစ်ကောင်စီတပ်သားတအူးဟာမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တအူး ABSGF အမှတ်နဲ့စစ်ကြောင်းထံမှာလက်နက်နဲ့တကွလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အလင်းဝင်လာခဲ့တဲ့သူဟာအသက်38နှစ်အရွယ်တပ်သားရှိုင်းလင်းထက်ဆိုသူဖြစ်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အခြေစားခမာရ348တရင်ကနေပြီးတော့မက်လ28ရက်နေ့ကထွက်ပြေးလာပြီးတဲ့နောက်မှာ30ရက်နေ့မှာ ABSGF တရင်ထံကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။တပ်မ101တပ်တွေရှမ်းမြောင်မှာစစ်စင်ရေးထွက်ရပြီးတော့လက်ရှိမုံမိတ်တရင်မှာရောက်နေတာလို့သိရပါတယ်။ကင်းဆောင်တဲ့အချိန်ညပိုင်းမှာကျွန်တော်တို့ရှိတဲ့ဘက်ကိုပြေးလာခဲ့တာပါ။နီးဆက်ရလူလူကိုအကူအညီတောင်းပြီးတော့ကျွန်တော်တို့စီကိုပို့ပေးဖို့ပြောခဲ့တာပါ။အဲ့ဒါနဲ့ရောက်လာပြီးတော့လက်နက်အလင်းဝင်ဖို့တောင်းဆိုခဲ့တယ်လို့ ABSGF တရင်အမှတ်နဲ့စစ်ကြောင်းကဗိုလ်ကြီး AK ကပြောဆိုခဲ့ပါတယ်။1027စစ်စင်ရေးကာလမှာတောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်က တပ်မ101တပ်တွေနဲ့နယ်မြေခံတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တောင်ဒေသမြို့နယ်ခုနှစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့တပ်မ101တပ်မမှုဗိုလ်မှူးချုပ်မင်းမင်းထွန်းကလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တာကြောင့်လက်ကျန်တပ်မ101နဲ့လက်အောက်ခံတပ်တွေဟာဘေးလွတ်ရာမြို့နယ်တပ်စခန်းတွေကိုထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟာလက်နက်တွေနဲ့အတူထွက်ပြေးလာတာဖြစ်ပြီးတော့၎င်းစီကနေပြီးတော့မောင်းမြန် rifle MA1 တလက် 5.56G 120တောက်ကြီပေါက်၄ခု vest တစ်ထည်ကြီကားတစ်ထည်ရရှိခဲ့တယ်လို့သိရပါတယ် ်လက်ရှိမှာသူ့ကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီးဖြစ်ကအဲ့ဒီတပ်သားဟာတည်ရင်းမှာရှိနေစဉ်အတွင်းမှာစစ်ကောင်စီတပ်အရာရှိတွေနဲ့စစ်သားတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်စိတ်ပိုင်းဆိုင်ရာဒဏ်ရာခံစားနေရတယ်လို့လည်းဆိုပါရယ်ကျွန်တော်တို့စောင့်ကြည့်တဲ့အခါမှာသူ့ကိုပြန်ပို့မှာတို့တပ်ပြစ်မှာတို့ကိုအရန်ကြောက်စိတ်ဖြစ်နေတယ်ညဆိုရင်ခရောင်ကရမ်းနဲ့တယောက်တည်းစကားတွေပြောတာတွေစကားတခွန်းကိုထက်ခါထက်ခါပြောတာတွေအလိုလိုစိတ်အားငယ်တာတွေကြောက်တာတွေကိုတွေ့ရတယ်သူကတာမန်လူတယောက်လိုပဲနေကျင်တော့တယ်တဲ့ လက်နက်တွေကိုလည်းမကင်ကျင်တော့ဘူးလို့တောင်းဆိုထားတယ်လို့ဘိုးကြီး AK ကပြောပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမှတ်1စစ်ကြောင်းကရဲဘက်နဲ့စစ်ဘက်ကနေပြီးတော့ CDM ပြုတ်လုပြီးတာဝန်ထမ်းဆောင်တဲ့သူတွေရှိပြီမယ်အလင်းဝင်လာတာကတော့ပထမဦးဆုံးအကျဉ်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ